ကဘာမီပေါ်မှာလူသားတွေတိစောက်ခဲ့သမျှစောင့်နေတဲ့မှာအန်ဟောစရာအကောင်းဆုံးရှေးလျားဆုံးနဲ့ခက်ခဲဆုံးຢာကဘာလဲလို့မေးရင်လူသားတိုင်းရဲ့စိတ်ထဲမှာတရုတ်ပြည်ကမဟာတိုင်းဆိုတာချက်ချင်းပေါ်လာမှာပါမိုင်မုံတောင်းဆုံးတော်ကြောင့်ရှေးလျားပြီးတောင်တန်းတွေဂန်တန်းရတွေနဲ့လွင်ပြင်တွေကိုဖျက်တမ်းတိစောက်ထားတဲ့ဒီတိုင်းကြီးဟာတရုတ်နိုင်ငံရဲ့ပြရုပ်တစ်ခုတည်းမဟုတ်ဘဲနဲ့လူသားတို့ရဲ့ဆွဲလုံလောက်နဲ့ပေးဆက်မှုတွေကိုတက်တည်ပြနေတဲ့တမိုင်းမှတ်တိုင်ကြီးလည်းဖြစ်ပါတယ်ဒါပေမဲ့တင်ဒီပါလားဒီမဟာတိုင်းကြီးဟာတခါတည်းနဲ့တိစောက်ခဲ့တာမဟုတ်ပါဘူးဒီတိုင်းကြီးရဲ့အိုခဲတိုင်းချောင်းလုံးတိုင်းရဲ့အောက်ပါရာစုနှစ်ပေါင်းများစွာကသွေး ချွေးနဲ့မျက်ရည်တွေဘလောက်တောင်ရှိနေမလဲဒီနေ့မှာတော့ကျွန်တော်ကတရုတ်မဟာရိုင်းကြီးရဲ့နှစ်ပေါင်း2000ကျော်တမိုင်းကြောင်းနဲ့မယုံနိုင်စရာတိဆောက်မှုလိုဝဲချက်ကိုဖော်ပြပေးသွားပါမယ်မဟာရိုင်းရဲ့တမိုင်းကခရစ်တော်မပေါ်မီကပီးစီ900စုတွေကစတင်ခဲ့တာပါအဲဒီအချိန်တုန်းကတရုတ်ပြည်ကခုလိုတစုတည်းစေမဟုတ်သေးဘဲစစ်ပြိုင်ခေတ်လို့ခေါ်တဲ့ပြည်နယ်လေးတွေကကွဲပြားပြီးတော့တနေနဲ့တနေတိုက်ခတ်နေကြတဲ့အချိန်မှာအဲဒီခေတ်ကပြည်နယ်တိတိယရန်သူတွေရဲ့ကျူးတော်မှုကိုကာကွယ်ဖို့မြေကြီးတွေကိုဖိအပ်ပြီးတော့ဒတိုင်းနယ်လေးတွေစတင်တိဆောက်ခဲ့ကြပါတယ် ဒါဟာမဟာတိုင်းကြီးဖြစ်လာမဲ့ပထမဆုံးထိလန်းတွေပါ။ဗေဒီနေရ27မှာတော့ချင်းမင်းဆက်ဧကရေချင်းရှိရန်ဟာတရုတ်ပြည်ရဲ့ပထမဆုံးတစုတစည်းတဲ့ဖြစ်အောင်တင်ပိုက်နိုင်ခဲ့ပါတယ်။သူကပြည်တွင်းစစ်တွေကိုရက်တက်ခဲ့ပေမဲ့မြောက်ဘက်ကနေကျူးကျော်လာမဲ့ရှန်နူးလို့ခေါ်တဲ့ရော်ဘာရီယန်လူမျိုးတွေကိုတိတ်ကြောက်ပါတယ်။ဒါကြောင့်သူကအရင်ကပြည်နယ်တီးတီးမှာတိစောက်ထားခဲ့တဲ့တိုင်းပြတ်တောက်တွေကိုတဆက်တည်းဖြစ်အောင်ဆက်သွယ်ဖို့အမိန့်ပေးခဲ့ပါတယ်။ဒါဟာတမိုင်းမှာပထမဆုံးတော့မဟာတိုင်းရဲ့အစပါပဲ။ ဝမ်လီချန်ချန်လို့ခေါ်တဲ့မိုင်းပေါင်းတောင်းကြီးရှိလျတဲ့ဒရာကြီးဖြစ်စတဲ့အုံမြချခဲ့တာပါလွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကျော်ကအခုခေတ်လူနီးပညာတွေဆန်ရရီမရှိဘဲနဲ့ဒီလောက်ကြီးမားတဲ့ဒရာကြီးကိုဘယ်လိုဆောက်ခဲ့လဲဒါကတကယ်ကိုအံ့ဩစရာကောင်းပါတယ်အဲဒီခေတ်ကအဓိကသုံးခဲ့တဲ့စနစ်ကတအမ်လို့ခေါ်တဲ့မြေသားကိုကြစ်လက်အောင်ထုရိုက်တဲ့နီးစနစ်ပါတေသားပေါင်တွေကိုမြေကြီးတွေချောက်ခဲတွေကောက်ရိုးတွေကိုထည့်ပြီးတော့အပေါ်ကနေအပြင်းပြင်းနဲ့ထုရိုက်တာပါဒီလိုလိုချင်းအပြင်တောင်တုံးကြီးတွေကိုမချောတဲ့နိုင်ငံတွေကိုရရှိလာပါတယ် တောင်ကုန်းတွေပေါ်မှာစောက်တဲ့အခါကြောက်တုံးတွေကိုလူအင်အားနဲ့တဲခဲကြတယ်လို့စိတ်တွေမြင်းတွေကိုတုံးပြီးတော့လည်းတဲခဲကြတယ်လို့ဆိုကြပါရယ်ခက်ခဲလုံးနဲ့တောင်ကုန်းတွေပေါ်မှာအသက်ပေါင်းများစွာရင်းပြီးဒီတိုင်းကြီးကိုထုစစ်ခဲကြတာပါဂျင်မင်းဆက်ပြိုလဲပြီးတဲ့နောက်မှာဟန်မင်းဆက်ရောက်လာတဲ့ခါမှာတော့မဟာတိုင်းကပို့ပြီးတော့အေးပါလာပါရယ်ဟန်ဂရီတွေကဒတိုင်းကြီးကိုအနောက်ဘက်ကန်တိုင်းကထိတိုးချဲ့တိဆောက်ခဲ့ပါရယ်ဘာကြောင့်လဲဆိုတော့ zero လို့ခေါ်တဲ့ကုန်သေးရေးလမ်းကြောင်းကိုကာကွယ်ဖို့ပါဒီတိုင်းကြီးကစီရဲတက်တယ်မဟုတ်ဘဲနဲ့စီးပွားရေးလုံခြုံရေးအတွက်ပါတောင်းဝင်လာခဲ့ပါရယ် ဒီခေတ်မှာတော့တတိုင်းကိုတောင်မြုပ်စင်တွေပို့ပြီးထည့်သွင်းတိစောက်ခဲ့ပါတယ်အခုကျွန်တော်တို့တွေဓာတ်ပုံတွေထဲမှာမြင်နေရတဲ့ကဘာလက်ခီးသွားတွေတောလဲကြတဲ့ခိုင်ခက်လှပါတဲ့အော်ရန်ဂျီတွေဟာတကယ်တော့မင်းမင်းဆက်84ရာစုကနေ19ရာစုမှာတိစောက်ခဲ့တာပါမင်းအင်္ဂလိပ်တွေကမွန်ဂိုကျူးကျော်မှုတွေကိုကာကွယ်ဖို့အတွက်အရင်ကမြေတတိုင်းတွေနေရာမှာပို့ပြီးတော့ခံခိုင်းတဲ့အုပ်တွေကြောက်တွေကိုတုံးခဲ့ပါတယ်မင်းမင်းဆက်တိစောက်မှုကအမှုစိတ်ဆုံးနဲ့အတောင့်တင်းဆုံးဖြစ်ပါတယ်ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတဲ့လှုပ်ဝှက်ချက်တခုရှိပါတယ်အဲ့ဒါကတော့ကောင်းချင်းဆန်ပါဟုတ်ပါတယ်မင်းမင်းဆက်အင်ဂျင်နီယာတွေကအုတ်ခဲတွေကိုဆက်ဖို့ ထုံးထဲမှာကောင်းရင်းဆန်ကိုပြုတ်ပြီးတော့ရော့ဆက်သုံးခဲ့ကြပါတယ်။ဒါဟာအခုခေတ်ကွန်ကရစ်လိုပဲအလွန်ခိုင်မာပြီးတော့အပင်တွေပေါက်မလာအောင်လည်းတောင်းဆီးပေးပါတယ်။ဒါကြောင့်လည်းနှစ်ပေါင်း600ကျော်တဲ့အထိမပြုတ်မလဲပဲရှိနေတာဖြစ်ပါတယ်။ကန်ဒါမူရီရဲ့နောက်ကဲမှာတော့ခြေခွဲဆရာတမိုင်းကြောင်းတွေရှိပါတယ်။မဟာဒိုင်းကြီးကိုကပအရှိဆုံးတင်းကျိုင်းကိုလို့လည်းတချို့ကခေါ်ကြပါတယ်။ဘာကြောင့်လဲဆိုတော့တရာတီဆောင်ရေးမှာပါဝင်ခဲ့တဲ့စစ်သားတွေတောင်သူလေသမားတွေနဲ့ယာစုဝိသားတွေတန်းနဲ့ချီပြီးတော့အသက်ဆုံးရှုံးခဲ့လို့ပါ။အစာရေးသာပြက်လက်မှုပြင်းထန်တဲ့ရာသီဥတုနဲ့ပင်ပန်းလွန်မှုတို့ကြောင့်တေဆုံးသွားသူတွေကိုတရိုင်းကြီးရဲ့အောက်မှာပဲမြုပ်နှံခဲ့ကြတယ်လို့ဆိုကြပါရယ်။ ဒီနေရာမှာကြော်ကြတဲ့ပုံမြင်လေးတစ်ပုတ်ရှိပါတယ်။အရာကတော့မွန်ကျွမ်းနေရဲ့ပုံမြင်ပါ။ဒူမိုင်းခင်မောကဒရိုင်းဆောက်ဖို့ခေါ်ခံရပြီးဒေဆုံးသွားတဲ့အခါဒူမိုင်းကဒရိုင်းရှိမှထိုင်ပြီးတော့ငိုကြည့်ခဲ့ပါတယ်။ဒူမိုင်းရဲ့ငိုတာဟာအရန်ကိုပြင်းထန်လွန်းလို့ဒရိုင်းကြီးပြိုကျသွားပြီးဒူမိုင်းရဲ့ခင်မောရဲ့ရုပ်လန်းကိုရှာဖွေနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒါဟာမဟာဒရိုင်းကြောင့်ပြည်သူတွေဘလောက်ထိဆင်းရဲဒုက္ခရောက်ခဲ့တယ်လဲဆိုတဲ့ပြည့်ရုပ်ပါပဲ။မဟာဒရိုင်းကနိုင်ငံကြီးတစ်ခုမဟုတ်ပါဘူး။သူကအလွန်ခင်မိတဲ့ဆက်သွယ်ရေးစနစ်တစ်ခုလည်းဖြစ်ပါတယ်။ဒရိုင်းတို့ကြောင့်မှမိုင်းကွာဝေးလည်းမျှော်စင်နေထားရှိပါတယ်။ ရန်သူလာတာကိုမြင်နေဘက်မှာမီးခိုးနဲ့ချက်ပေးပြီးတော့ညဘက်မှာတော့မီးတောင်နဲ့ချက်ပေးပါတယ်။တဆင်ကနေတဆင်စရိုက်ချက်ပေးခြင်းအပြင်တရင်စကဟာပေကျင်းမြို့တော်တကူနိုင်ပန်းတွေရောက်သွားနိုင်ပါတယ်။ဒါဟာရှေးခေတ်ကအမြန်ဆုံးအင်တာနက်လို့တောင်တင်စားနိုင်ပါတယ်။မဟာတိုင်းနဲ့ပတ်သက်ပြီးလူပြောများဆုံးစကားတစ်ခုကတော့အာဂါသတဲကနေလူသားတွေဖန်တီးထားတဲ့အရာတွေထဲမှာမဟာတိုင်းတစ်ခုတည်းကိုပဲမြင်ရတယ်ဆိုတဲ့အချက်ပါပဲ။ဒါပေမဲ့တကယ်အမှန်တရားကတော့ဒါဟမားပါတယ်။နာဆာရဲ့အဆိုမဲ့ရမဟာတိုင်းကပအဝင်ကျင်ကမြည်နေတဲ့အယောင်စင်တူနုံးတာကြောင့်အာဂါသတဲကနေတာမမျက်စိနဲ့မြင်မှုမလွယ်ကူပါဘူး။ ဓာတ်ပုံရိုက်ပြီးချဲကြီးမှသာမြင်နိုင်တာဖြစ်ပါတယ်နောက်တစ်ခုကတော့မဟာတိုင်းကတစ်စတဲ့ကြီးရှိနေမှာမဟုတ်ပါဘူးတောင်တိုင်းကြီးတွေမြစ်တွေအသားစီတွေဖြစ်နေရင်အဲဒီနေရာမှာဒတိုင်းမဆောက်တော့ဘဲနဲ့တဘာဝအတိုင်းစီကိုတုံးခဲ့ကြတာဖြစ်ပါတယ်ဒါကြောင့်ဒီတိုင်းကြီးကအပိုင်းမဲ့ပြက်နေတဲ့ဒတိုင်းတွေရဲ့စုဝေးလို့ပြောရင်ပုံမှန်ပါလိမ့်မယ်ဒီနေ့ခင်မှာတော့မဟာတိုင်းကြီးကရန်သူကိုကာကွယ်ဖို့မဟုတ်တော့ဘဲနဲ့ကမ္ဘာတဝန်းကလူတွေကိုဆွဲဆောင်နေတဲ့ UNESCO ကမ္ဘာအမွေအနှစ်နေရာတစ်ခုဖြစ်လာပါပြီဒီလိုလူမျိုးတွေတက်တော့ဒါကသူတို့ရဲ့မန်မာနာနဲ့ခန္ဓာရည်ရှိမှုကိုပြသနေတယ်မှတ်သားပါမဟာတိုင်းကြီးဘော်ကိုတစ်ခေါက်လောက်ဖြစ်ဖြစ်တက်ဖို့လူတိုင်းအိမ်မက်မကြပါဘူး မဟာတိုင်းမောမရောက်ဘူးသူကလူစမ်းကောင်းမဟုတ်ဘူးလို့တော့တရုတ်စိုးစကားရှိပါတယ်။နေပေါင်းထောင်ကြီးတရှိနေတဲ့ဒီကြောက်တုံးတွေဒီကြောက်ခဲတွေဟာကျွန်တော်တို့ကိုစကားတခွန်ပြောနေတယ်လို့ပါပဲ။အဲဒါကတော့လူသားတွေရဲ့စုပေါင်းအင်အားနဲ့ဇွဲရှိမှုပါ။ဘလောက်ပဲခက်ခဲတဲ့တာစီဖြစ်ပါစေအောင်မြင်အောင်လှုပ်ဆောင်နိုင်နေဆိုတာပါပဲ။တင်ရောမဟာတိုင်းကြီးစီကိုတွားလဲဖို့စိတ်ကူးရှိပါသလား။ဒါမှမဟုတ်မဟာတိုင်းနဲ့ပတ်သက်ပြီးတင်သိထားတဲ့တခြားထူးခြားတဲ့ချက်တွေရှိရင်ကွန်မန့်မှာရေးပေးခဲ့ပါဦး။အခုလိုဘူးဇူရာရစရာတွေကိုအမြဲကြည့်ရှုဖို့အတွက်ကျွန်တော်ရဲ့ channel ကို like နဲ့ subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့။နောက်ထပ်စင်ဝင်စရာကောင်းတဲ့တမိုင်းကြောင်းရာတွေမှာပြန်လည်တွေ့ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။